တတိယလိုင်းမျိုးစိတ်အသစ် COVID-19 ဟာတရုတ်ဟောင်ကောင်စင်ကာပူထိုင်းနဲ့အိန္ဒိယနိုင်ငံတွေမှာကူးစက်မှုအလွန်များပြားမင်္ဂလာပါအော်ဒီယိုပိုင်းဆွန်တိုင်းမှကြိုဆိုပါရစေ။ယခုခါမှာတော့ COVID တတိယလိုင်းဟာတရုတ်ဟောင်ကောင်စင်ကာပူထိုင်းနဲ့အိန္ဒိယနိုင်ငံတွေမှာကူးစက်မှုများနေတဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။တတိယလိုင်းမျိုးစိတ်အသစ် COVID-19 ဟာ တရုတ်ဟောင်ကောင် စင်ကာပူထိုင်းနဲ့အိန္ဒိယနိုင်ငံတွေမှာကူးစက်မှုအလွန်များပြားလာနေပါတယ်။သူကအုံနောက်ဖေဘာဖြစ်စေပြီးကလေးနဲ့အသက်ကြီးပိုင်းတွေမှာအဖြစ်များနေရလို့သိရပါတယ်။ကူးစက်သူတောင်းချီရှိလာပါပြီ။ထိုင်းနိုင်ငံတည်းထိုင်းတွင် COVID-19 ကြောင့်သေဆုံးသူ19ဦးထိရှိလာ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေမေလ14ရက်တွင်ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ 9068ဦးရှိပြီးသေဆုံးသူ19ဦးထိရှိလာကြောင်းထိုင်းဆိုရကထုတ်ပြန်ထားပါတယ်။ရွာကဖြစ်ပွားမှုအရေအတွက်ကဆက်လက်မြင့်တက်နေပြီးစုံကြံပွဲတော်ကျင်းပစဉ်တွင် COVID-19 ကိုဆက်ခံရသူအရေအတွက်ကတဖြည်းဖြည်းတိုးလာတာဖြစ်တယ်လို့ထိုင်းနိုင်ငံအခြေစိုက် COVID-19 စင်တာတွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။စိတ်သိပ္ပံဌာနကထုတ်ပြန်တဲ့အချက်အလက်တွေအရထိုင်းနိုင်ငံမှာအခုနှစ်ဇန်နဝါရီနဲ့ဖေဖော်ဝါရီလတွင် Omicron AEC မျိုးကွဲတွေတိုးပွားလာနေတာကိုတွေ့ရပါတယ်။သုတေသီတွေရဲ့ထောက်ပြန်ချက်ရ AEC ကအခြားသော Omicron မျိုးကွဲတွေထက်ပုံပုံများဆန်းစွာပြန့်နှံ့နိုင်ပြီးကူးစက်နှုန်းလည်းလျှင်မြန်တယ်လို့သိရပါတယ်။ဒါကြောင့်အာဏာပိုင်တွေကပြည်သူတွေသတိရှိကြဖို့ယောဂလက္ခဏာတွေကိုအမြဲတစေစောင့်ကြည့်နေပြီးလက်ကုံမကြာခဏဆေးကြောကလူစုလူဝေးနေရာတွေမှာနှာခေါင်းစည်းတွေတက်ဆင်ကြဖို့တိုက်တွန်းထားပါတယ်။ ထိုင်ဝမ်လက်ရှိကိုဗစ်ခြေနေထိုင်ဝမ်ပြည်တွင်း၌ကိုဗစ် -19 ကူးစက်လူနာများဇက်တက်တက်၅ဘတ်ဇက်တိုက်မြင့်တက်လာခဲ့သည်မှာ ပုံမှန်ကာလများထက်66ရာခိုင်နှုန်းထိတိုးပွားလာသည်ဟုအစိုးရကျန်းမာရေးဌာနမှယခုရက်ပိုင်းတွင်တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။လာမည့်ဇွန်လတွင်ကူးစက်ပြန့်ပွားမှုအမြင့်ဆုံးဖြစ်လာနိုင်ခြင်းရှိသည်ဟုလည်းခန့်မှန်းထားပါသည်။လက်တွေ့ကူးတာရေးနယ်ပယ်တွင်ရှေ့တန်းသမားတော်များဟုဆိုရမည် ဆွဲရောင်ရေးပေါ်ဌာနများရှိမိမိတို့တာဝန်ခံဆရာဝန်များထံသို့လည်းပုံမော်သတိရှိကြိုတင်ပြင်ဆင်ထားရန်ညီမအခေါ်ဌာနအတွင်းအကြောင်းကြားစာများဖြင့်အသိပေးထားပါတယ်အသေးစိတ်ကိုတော့ဆွဲရောင်တွင်ကိစ္စရများဖြစ်လို့မပြောတော့ပါဘူးပြည်သူများနေဖြင့်လွန်ကဲစွာစိုးရိမ်ထိတ်လန့်ကြောက်ရွံ့ခြင်းဖြစ်စရာမလိုအပ်ဘဲကြိုတင်ပြင်ဆင်မှုအချို့ကိုတော့အကြံပေးတိုက်တွန်းလိုပါတယ်ကုသရောဂါအမြင့်ဆုံးဖြစ်လာပြီး လွန်ခဲ့သောနှစ်များတွင်ကာယောဂါကာလကဲ့သို့ဖြစ်လာခဲ့ပါကဆွေးရောင်ဌာနများတွင်စီမင်းစည်းကမ်းတင်းကျပ်လျက်ရှိသဖြင့်ကျန်းမာရေးစစ်ဆေးခြင်းခွဲစိတ်ကုသခြင်းများရည်ရွယ်ထားသည့်စီစဉ်ထားသည့်ရှိခဲ့ပါကယခုလိုတာမန်ကာလများ၌စောလင်းစွာဆောင်ရွက်သင့်ပါသည်ပင်ကိုခုခံအားရောင်းနေသူများတကြီးရွယ်ဦးလူကြီးသူမများအနေဖြင့်အဖြစ်မနေလိုအပ်သည့်ကာကွယ်ဆေးများထိုးနှက်ရန်ကြံရှိသေးပါကလူများ အလူရက်စုပြုံထုံနှံချိန်ထိမဆောင်ဆိုင်တဲ့မှာနေအိမ်တွင် အသက်ကြီးပိုင်းနဲ့လူမမဲကလေးငယ်များရှိသည့်အိမ်တော်စုများနေဖြင့်ပိုးစစ်ဆေးသည့်အိမ်တွင်သုံး COVID-19 Rapid Tactic ကိုလူအများအလူရက်ဝယ်ယူပြီးပစ္စည်းပြက်လက်အချိန်ထိမဆောင်ဆိုင်မယ်ကြိုတင်ဝယ်ယူစောင့်ထားသင့်ပါတယ်ပမာဏအများကြီးဝယ်ယူတူလောင်ထားရန်လည်းမလိုအပ်ပါလူပေါင်းများစွာဆွေးဝေးနေကြသည့်ပျော်ဝဲရှင်ဘွယ်အခမ်းအနားနေရာများကို ဥပမာဂီတပွဲနယ်ဒေတာဘာသာရေးခန္ဓာပွဲကြီးများကိုသတိပြုသင့်ပါတယ်တရုတ်နိုင်ငံတွင်ကိုဗစ် -19 ဖြစ်ပေါ်နိုင်သည့်လူနာရခိုင်နှုန်းအနည်းငယ်တိုးလာပြည်ပလူနာစေကံများတွင်တောက်ကွေးနှင့်ဆင်တူသည့်ဖြားနာမှုများ ဖြစ်ပွားမှုရခိုင်နှုန်းအနည်းငယ်တိုးလာတော့လေတရုတ်နိုင်ငံမှ ကျန်းမာရေးဆောင်ရှားမှုပါရဂူများသည်ကိုဗစ် -19 ကိုထိန်းချုပ်ထားနိုင်စေဖြစ်ကြောင်းပြည်သူလူထုကိုအာမခံချက်ပေးထားပါသည် တရုတ်နိုင်ငံယောဂထိန်းချုပ်တာစီရေးစင်တာရဲ့ထုတ်ပြန်ချက်အရစောင်းကြည့်စဲကာလဖြစ်သည့်မလ31ရက်မှ မေလ4ရက်တွင်ပြင်ပလူနာနှင့်အရေးပေါ်ဌာနများ၌တော်ကွေးယောဂနှင့်စင်တူစွာဖြစ်ပွားသည့်သူများတွင်ကိုဗစ် -19 ဖြစ်နိုင်သည့်ရာခိုင်နှုန်းသည်ခွန်တသမ900ခန့်နှုန်းမှ16.300ခန့်နှုန်းထိတိုးလာခဲ့ပါသည်မေလ13ရက်တွင် တင်ပြခဲ့သည့်ပြည်သူ့ကျန်းမာရေးစာဆောင်အရ ကိုဗစ်ဆန်ဆန်ယောဂါဖြစ်ပွားမှုများအနှဲငယ်တိုးလာတော့လဲ၎င်းသည် သာမန်အတက်ကျတာဖြစ်ကြောင်းဆရာဝန်များက ပြောကြပါတယ်ဝူဟန်တရုတ်သမဂ္ဂဆေးရုံမှဒေါက်တာဂျိုးလီယာ၎င်းသည်ဖြစ်ရောဖြစ်စဉ်ဖြစ်တော့လဲပြည်သူများသတိထားသင့်ကြောင်းနဲ့အသက်ရှင်လမ်းကြောင်းအပေါ်ပိုင်းကုဆတ်ယောဂါသည်ယောဂါလက္ခဏာအရပြင်းထန်လာပါကတကြီးရွယ်အများနဲ့ယောဂါခံရှိသူများသည် တည်ဆောင်းတည်ထိဖြစ်နိုင်ကြောင်းသတိပေးထားပါတယ်တတိယလိုင်းဗီဇာပြောင်းကိုဝဲ19ရောဂါလက္ခဏာများကုသခံရပြီးတရက်မှ3ရက်တာမန်အေးမီဖျားနဲ့စင်တူသည် လက်ချောင်းနှဲငယ်နာသည်ဖျားနာကိုက်ခဲပင်ပန်းနွမ်းနယ်ခြင်းမရှိ ပုံမှန်အတိုင်းအစားတောက်မပြတ်လေးရက်မြောက်နေ့အာသည်အနှဲငယ်ရောင်သည် စကားပြောလျင်လက်ချောင်းနားလာသည်ကိုပူချိန်မှာ ပုံမှန်ဘူချိန်36.5ဒီဂရီစင်တီဂရိတ်ဖြစ်သည်သို့သော အစားအသောက်မျိုးချရာတွင် အခက်အခဲရှိသည်ခေါင်းနှဲငယ်ကပ်မည်အစာအိမ်လေထမည်အရက်မူးတစ်ခက်သို့အနှဲငယ်မူးဝင်နေမည်ငါးရက်မြောက်နေ့လဲချောင်းနားနေမည် ပင်ပန်းနွမ်းနေနေမည်ကိုဘူချိန်36.5မှ36.8စင်တီဂရိတ်ရှိမည်အစစ်မြစ်ကိုက်ခဲနာခြင်းမည် 6ရက်မြောက်နေ့ကိုပူချင်း38စင်တီဂရိတ်အထက်ရောက်လာမယ်။တလိပ်မထွက်တဲ့ချောင်းကျောက်ဆိုးလာမယ်။စကားပြောတိုင်းအစာစားတိုင်းလဲချောင်းနှာကျင်နေမယ်။အားရင်ကုန်ခံပြီးမောပန်းနွမ်းနေနေမယ်။ဂျပန်ရခိုင်တွင်အသက်ရှူရန်အခက်အခဲဖြစ်လာမယ်။ခြေချောင်းများနှာကျင်လာမယ်။ဝမ်းလျှောက်၍အော့အံမယ်။9ရက်မြောက်နေ့ကိုပူချင်း 39.40စင်တီဂရိတ်မှ38.8ဒဂရီစင်တီဂရိတ်အထိရှိလာမည်။ချောင်းအဆက်မပြတ်ဆိုပြီးတလိပ်ပြပြများထွက်နေမည်။ခေါင်းကိုက်ပြီးခနာကုတ်တစ်ခုလုံးကိုက်ခဲနာကျင်နေမည်။အပြင်းထန်ဝမ်းလျှောမည်။အော့အံမည်။ရှေ့ရမြောင်းနဲ့ကိုပူချင်း38အထက်ထိရောက်လာပြီးအပြင်းထန်ဖျားလာမည်။အသက်ရှူရန်အခက်အခဲဖြစ်လာမည်။ချောင်းအဆက်မပြတ်ဆိုမည်။ကောင်းကပ်ပြီး အစစ်မြစ်နဲ့ကြွက်သားများနာကျင်မီခြေရောက်နဲ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကိုက်ခဲနာကျင်မီကိုယ်ရမြောင်နဲ့ယောဂအခြေအနေအတိုးရောက်မရှိပါ အပြင်းထန်အဖျားတက်လာမီအချို့ယောဂလက္ခဏာများတက်တာလာမီသို့သောအသက်ရှူရန်အတွက်အပြင်းထန်ကြိုးစားလာရမည်ဖြစ်သည်ထိုနေထားသို့ရောက်လာလျင်သွေးစစ်ပြီးရင်ကောင်းတက်မှန်ရောက်ရန်လိုအပ်လာပြီဖြစ်သည်ထားနိုင်ငံ် ချူလာလောင်ကောင်ဆေးရုံမှထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။အကြံပြုချက်များမတ်စတပ်ပါလက်ကိုဆက်ပြဖြစ် စက္ကန့်20ဆေးပါတဦးနဲ့တဦး6ပေအကွာနေပါ ထိတွေ့ပြီးတိုင်းပိုးသက်ဆေးဖြစ်ဖြန်းပါလက်ဆွဲနှုတ်ဆက်ခြင်းမှရှောင်းခြင်းမှအပြင်သွားလျင်လက်အိတ်ဝတ်ပါဒါတော့တတိယလိုင်းဗီဇာပြောင်းကိုဗစ် -19 ရဲ့ရောဂါလက္ခဏာများပဲဖြစ်ပါတယ် အဆိုပါ COVID-19 ဟာမြန်မာပြည်ကိုရောက်လာပြီလို့လည်းယူဆရပါတယ်။ဒီအကြောင်းကိုကိုရီးယားနိုင်ငံမှာအလုပ်လုပ်နေပြီးငလျင်ဘဲကိုလာကူပြီးပြန်သွားတဲ့အချိန်မှာဒရင်တကြီးဆိုတဲ့ဖေဖော်ကောင်ကဒီလိုရေးတင်ထားပါတယ်။မြန်မာပြည်ရောက်နေပြီထင်တယ်ဗျ။အဲ့ဒါတွေကိုကျွန်တော်ခံစားခဲ့ရတယ်။တရားရခိုင်နှုန်းတော့မဟုတ်ဘူး။85ရခိုင်နှုန်းလောက်ပေါ့။ကိုရီးယားပြန်လာတဲ့လေရင်ပေါ်မှာထိတ် မျက်လုံးတွေရဲပြီးခေါင်းတွေကိုက်နေတာတော်သေးတယ်လေစိတ်မှမစစ်လို့ကိုရီးယားကအဆောင်ရောက်တဲ့အထိခနာကိုအောက်ပိုင်းကကြွက်သားတွေကိုက်ခဲနေတာခြေချောင်းနဲ့ခြေပွားတွေအဆိုးအဝါဆုံးပဲအဖျားတော့အစောပိုင်းမှာတက်တယ်နောက်ကျမဖျားတော့ပါဘူးကျွန်တော်စေကန်းပြပြီးစေဘက်လည်အောင်တောက်လို့ထင်ပါတယ်နားစင်ပေးကြစို့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ ပေးပြရတယ်ဝေးကွာကြပါစေဗျာ။